အေးဂေါရဝမြတ်စွာဘုရားရဲ့ကျောင်းတကာတွေရတာအလုံးသိရှိကြတယ်ပရမဆုံးကျောင်းတကာကတော့ဗေမိတာရမင်းကြီးပဲဖြစ်တယ်ဝေလူဝန်ဦးရင်ကြီးကိုလူထားတဲ့ဗေမိတာရမင်းကြီးဟာပရမဆုံးကျောင်းတကာပဲနောက်ဒုတိယကျောင်းတကာအနေနဲ့ကတော့အနာရဝိန်တထေးလို့ပြောရမှာဖြစ်တယ်တတိယကတော့ဝိသခာကျောင်းအမကြီးလို့ပြောရမှာဖြစ်တယ်တခြားကျောင်းတွေရှိသေးတယ်နောက် မြတ်စွာဘုရားဣတိပတနာမိဂရာဟောမှာသတင်းသုံးတဲ့အချိန်မှာနန္ဒီယတထေဆောင်းလို့တဲ့ကြောင်းတစ်ကြောင်းရှိအဲ့တော့ထင်ရှားတာကတော့ဒီထဲမှာထူးခြားတာလေးပြောရမယ်ဆိုရင်တော့နာရဝိန်တထေရဲ့ဇေရဝန်ကျောင်းဒီကျောင်းကတော့အားလုံးလည်းကြားဘူးနေလိမ့်မယ်ခொနကကကုသနာမြတ်စွာဘုရားကောဏကမနာမြတ်စွာဘုရားကသဝမြတ်စွာဘုရားတို့ရဲ့ကျောင်းရာမှာပဲ တော်တော်ကျင်းသွားပြီရှစ်ပယ်လောက်ဆိုတော့တကာဝလောက်မရှိတော့ဘူးတော့ကာဝဝက်တောင်မရှိတော့ခချင်းချင်းဧရိယာမှာရွှေတင်းကားတွေအပြည့်ခင်းပြီးတော့နာရဝေတထေကစေတမင်းသားဆီအဝဲယူရတယ်ရွှေတော့ခင်းရတာပဲသူပဲအဲ့တော့ဆက်ရှိခရီကုန်ကြတယ်ရွှေတင်းကားပြဆက်ရှိခရီကုန်ကြတယ်ရွှေသားအစစ်နဲ့ မြေကြီးပေါ်မှာခင်းပြီးတော့တစ်ပင်နေရှိလို့ရှိရင်တခြားနေရာမှာတစ်ပင်ကိုကျိုးဝိုင်းကျိုးဝိုင်းပြီးအဲ့ဒီအဝိုင်းပမာဏတိုင်းတခြားနေရာမှာခင်းရတစ်ပင်ဘိုးဘပေးရတယ်နော်တစ်ပင်ရှိလို့အဲ့ဒီနေရာကိုကွင်းလို့မရဘူးအဲ့ဒီနေရာမျိုးတနေရာမှာခင်းရမယ်ကျိုးတဲ့တိုင်းပြီးတော့ခင်းတယ်အဲ့တော့ရှစ်ပင်လောက်ရှိတဲ့မြေပြင်ပမာဏမှာ ရွှေချင်းကားပြားတွေခင်းပြီးတော့ဝဲတာ၁၈ကလေးကုန်တယ်။ဈေးတော်အကြောင်းထဲမှာပြည်ပြည်စုံစုံအဆောင်ဦးတွေဆောက်တယ်။မြတ်စွာဘုရားသခင်သုံးဖို့ကဏ္ဍဂုရိတိုက်ပါတယ်။သံဃာတွေစီဝေဖို့တရားတွေပါတယ်။ယန္တာကားတွေသခင်သုံးတဲ့အကြောင်းတွေပါတယ်။ဆင်းရဲလန်းနေပါတယ်။စွန်စားကြောင်းတွေပါတယ်။ယန္တာတွေစုဝေးတဲ့နေရာပါတယ်။သန္တာကရဆိုတဲ့ ရေချိုးတဲ့အခါကျမရေးအတွက်ချွေးထုတ်တဲ့နေရာတွေပါတယ်ရေချိုးကနေပါတယ်ဝိဆာကုရိအိမ်သားတွေပါတယ်အကြောင်းနဲ့မှပြည့်ပြည့်စုံစုံနာရဝိတ္ထေကြီးကတကြောင်လုံးတဝင်းလုံးမှာလူလီသေးမရှိအောင်ကြောင်းဆောက်ဦးတွေကိုဆောက်လိုက်တယ်ကုံကြစိတ်က78ကလေးမြေတံဘောက78ကလေးကြောင်းကုံကြစိတ်က78ကလေး ရှင်းဆက်ချဘွဲကြီးကျင်းပါတာလဲဆက်ရှိကြကုန်လေအဲ့ဒီလိုဇေယောကျောင်းကြီးကိုခန်းခန်းနာနာလှူဒန်းထားတဲ့အနာရဝိတ္တိသူ့ရဲ့နာမည်ကတော့သူထတ္တလို့ခေါ်တယ်။တာဝတိမြို့ကတထေသာတို့ပဲသူထတ္တကနေပြီးအနာထပိဏိကာလို့တရတရားကောင်းပြီးခုတ်ခွေရမယ်တဲ့ပုဂ္ဂိုလ်တွေကိုထမင်းကျွေးလို့ထမင်းရှင်အနေနဲ့အနာထပိဏိကာလို့ခေါ်တယ်။ အဲ့ဒီတထေးဟာဂေါရမဘုရားရဲ့ထင်ရှားတဲ့ကြောင်းလည်းပါတူဖြစ်ဖြစ်ပေါ့အဲ့ဒီကြောင်းကြီးဆောက်လုပ်တဲ့အခါမှာသူဟာဘာအတွက်ဆောက်လုပ်တယ်လို့မြတ်စွာဘုရားကအချိုးအကြောင်းကိုခေါ်ပြီးတော့မပြဘူးသူ့ရဲ့အရင်ကြောင်းဆောက်ပြီးတော့တန်ဃာရီအတွက်ကြောင်းဆောက်တဲ့ရာဇဂျိုတထေးကတနေ့လေကြောင်းပေါင်းအလုံး60ဆောက်တဲ့ကမ္ဘာတန်းကြောင်းလေးတွေပဲဖြစ်ဖွယ်ရှိရှိ အဲ့ဒီတထေကတော့ပုံညတိကေနသက္ခတိကေနဒါရပိတာသူဟာကုသိုလ်လိုခြင်းလို့နတ်ပြည်ရောက်ခြင်းလို့ဒီเจ้าကိုလှူပါတယ်လို့ညဆောပြောင်းလျှောက်တာအနာရဝိတထေကြီးကတော့အဲ့လိုမလျှောက်ဘူးသူဟာစေတော်เจ้าကြီးကိုဆောင်းလို့လှူတမ်းပါတယ်ဘလို့ဆက်လို့ရပါမလဲလို့မြတ်စွာဘုရားပြောတော့မြတ်စွာဘုရားသတ္တုတ္တသနာအယတိမျက်နှာမှာ ဒီအာတာမရှိလွတ်လွတ်လပ်လပ်သွားလာတဲ့သုံးနေတဲ့တန်ခါးတွေကိုလှူလိုက်ပါဘယ်ရလာလာဆူလိုရတော့အခုခေတ်လူကျောင်းပိုင်ကျောင်းထိုင်ဆိုတာမရှိတော့ရှေ့တော့ကတော့ကျောင်းထူထားလို့ရှိရင်ဘယ်ကိုတော့လာလာအခုလည်းလာလို့တော့ရပါလာလို့ရပြီအခုကတော့ကျောင်းပိုင်ကျောင်းထိုင်နေဖြစ်နေရှေ့ခေတ်ကတော့ကျောင်းဆောက်ထားရင်ကျောင်းဆောက်မရှိဘူးလားဆိုတော့ရှိတယ်ရှိတယ် သို့သောတန်ခိကကြောင်းဆိုထုံတန်းစင်လာတဲ့ဝါကြည့်ရင်ကောင်းဆုံးနေရာနေရာမှာဖြစ်တယ်ဝါလိုက်အဲ့ဒီလိုသတုဒိတတန်ခါအရာလေးမျက်နာကိုလွတ်လွတ်လပ်လပ်သွားလာနေထိုင်တဲ့တန်ခါတွေကိုယေရှုပြီးတော့လှူတယ်အဲ့ဒီကြောင်းလှူတာမြတ်စွာဘုရားသာသနာတော်မှာပြောရမယ်ဆိုရင်ဆွမ်းလူကိုလည်းဘုရားကအကောင်းဆုံးလို့မဟုတ်ဘူး